ခရိုနီကရောမဟုတ်လို့မြမပြီမအကယ်ဒမီမရခဲ့ပေမဲ့အခုလိုအခြေအနေတွေကြောင့်တရုတ်မှာအကောင်းဆုံးရုပ်ရှင်နဲ့တရုတ်ဆောင်စုကိုရခဲ့ပြီးအားလုံးကိုခြေချသွားခဲ့တဲ့မီမီကိုကိုလောကကြီးမှာအရေးချင်းရှိရတဲ့နေရာမရနိုင်ဘူးဆိုတော့အကယ်ဒမီဆုနဲ့ထိုက်တန်မရဲနဲ့လွယ်ကင်ရတဲ့မီမီကိုကိုရဲ့အဖြစ်ကသိသာစေပါရစေ။မြမအနုပညာလောကမှာရှာပါလာတဲ့ထူးချွန်တဲ့တရုတ်ဆောင်စွန့်ရည်တွေကိုပိုင်ဆိုင်ထားတဲ့မင်းသမီးတယောက်ဖြစ်ပေမဲ့ကံမကောင်းစွာနဲ့ပဲအကယ်ဒမီနဲ့လွဲချော်ခဲ့ရသူပါ။အဲ့ဒီနှစ်ကဆိုရင်တော့သပင်သမားနင်းစင်ရုပ်ရှင်စကားကြီးနဲ့မီမီကိုကိုရဲ့တရုတ်ဆောင်မှုတွေကတက ဲကိုလက်ဖြားခါလောက်စီရပါပဲနော်။ဒါပေမဲ့တခြားခရိုနီတထေးကတော့တယောက်ကိုအကယ်ဒမီပေးခင်ရပြီးတဲ့နောက်မိမိကိုကိုလည်းတော်တော်လေးကိုစိတ်တဲ့အင်အားတွေကျဆင်းသွားခင်ရပါတယ်။ဒါပေမဲ့လည်းနောက်နှစ်ကြိမ်မှာတော့သူမရဲ့အရေးချင်းကိုအတိမတ်ပြုကောင်းပါရဲ့ဆိုတဲ့မျှော်လင့်ချက်လေးနဲ့ရုပ်ရှင်ကားကြီးတွေကိုဆက်လက်ရိုက်ကူးခင်ပါတယ်။အခုချိန်မှာတော့မြန်မာနိုင်ငံမှာမျက်နှာလိုင်းမှုတွေကြောင့်အကယ်ဒမီမရခဲ့ပေမဲ့နိုင်ငံတကာကတော့သူမရဲ့အရေးချင်းတွေကိုအတိမတ်ပြုခဲ့ပြီးတော့ကွန်ယူဆရာစုကြီးကိုချီးမြှင့်ပေးခဲ့ပါပြီ။ဒီစုကြီးကိုတရုတ်နိုင်ငံကဥဆောင်ကျင်းပတဲ့နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီးမှာထိုက် တန်စွာနဲ့ရရှိပိုင်ဆိုင်ခဲ့တာပါရှင်။တပင်တဲ့မြနှင်းစီရုပ်ရှင်စကားဆိုတာကမြမရင်ကျေးမှုအဝင်နစ်တေကိုလည်းပေါ်နေအောင်လို့ချပြနိုင်တဲ့ရုပ်ရှင်ကတခုပါ။ဒါတင်မကဇလန်းစက်အိမ်ကလည်းအင်မတန်ကောင်းမွန်ပြီးတရုတ်ဆောင်တယောက်ချင်းစီရဲ့ထူးခြားတဲ့စွမ်းအင်တွေကြောင့်ဇလန်းကတကယ့်ကိုစွဲဆောင်မှုရှိလွန်လာပါတယ်။ အထူးသဖြင့်ခေါင်းဆောင်မင်းသမီးဖြစ်တဲ့မိမိကိုကိုကတော့အပြစ်ပြောစရာမရှိအောင်ပြည်ပြန်ပိုင်နိုင်တဲ့တရုတ်ဆောင်မှုတွေနဲ့ဇလန်တစ်ခုလုံးကိုဥဆောင်ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။ဒီအတွက်ကြောင့်အကယ်ဒမီရတင်ပေမဲ့မြန်မာနိုင်ငံမှာမရရှိခဲ့တဲ့ထိုက်တန်တဲ့စုကိုတရုတ်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာရရှိပိုင်ဆိုင်သွားခဲ့တာကသူမအတွက်သာမကပရိသတ်တွေအတွက်ပါဝမ်းသာစရာပါပဲ။အခုသူမရရှိခဲ့တဲ့စုကတော့ Outstanding Friend Award စုဖြစ်တဲ့ကျဲမင်းသမီးမိမိကိုကိုတရုတ်ချဲကိုရည်ရွယ်ပြီးတော့ပြည့်ရခဲ့တာမဟုတ်ပဲရုပ်ရှင်ကားကြီးတစ်ခုလုံးမှာပါဝင်ခဲ့တဲ့တရုတ်ဆောင်တွေကိုပါအတိမတ်ပြုပြီးပေးခဲ့တဲ့ စုကြည့်ပါပဲရှင် ဇလန်စိန်ကအစတရုတ်ဆောင်အားလုံးကိုအတိမတ်ပြုတဲ့ထွချွန်ပြောင်ပြောင်တဲ့ရုပ်ရှင်စကားစုကြီးကိုမိမိကိုယ်ကိုအပါဝင်တပင်တယ်မြန်နှင်းစီရုပ်ရှင်ရဲ့အဖွဲသားအားလုံးကထိုက်တန်စွာနဲ့ပိုင်ဆိုင်သွားခဲ့ကြပါပြီ။ဒီအတွက်ကြောင့်ရိုက်တာနဲ့ခေါင်းဆောင်မင်းသမီးမိမိကိုယ်ကိုတို့အဖွဲသားအားလုံးလည်းအယံကိုဝမ်းသာနေကြပြီးတော့အားလုံးရဲ့ချစ်ကြုံမှုတွေကိုလည်းထိုက်တန်စွာနဲ့ခံစားနေရပါတယ်။တကယ်တော့မြမအမှုပညာလောကမှာတွေးရခဲ့တဲ့ရုပ်ရှင်စကားအမျိုးအစားဖြစ်သလိုတရုတ်ဆောင်အသက်လေးတွေကဝမ်းဝင်ပြီးတော့ကြိုးစားဖန်တီးခဲ့တဲ့အတွက်အတိမတ်ပြုတဲ့စုလေးတစ်ခုကတော့မြန်မာနိုင်ငံမှာလည်းရရှိခဲ့ တင်တာပါဒါပေမဲ့ဘာစုမမရရှိပဲဝမ်းနဲ့စွာနှစ်သိမ့်ခဲ့ရတဲ့အခြေအနေကနေတကယ်အရေးချင်းစစ်မှန်လွမ်းတာကြောင့်ဗရံများမှန်ရင်နှမနစ်ဘူးဆိုသလိုနိုင်ငံတကာစီကအတိမပြုရရှိခဲ့ပါတယ်အားလုံးသိတဲ့အတိုင်းနိုင်ငံတကာပွဲတွေဆိုတာကတကယ်ကိုစစ်မှန်တဲ့အရေးချင်းတွေကိုပိုင်ဆိုင်ထားမှသာစုရဖို့အတွက်အလားအလာရှိတာဖြစ်ပြီးတော့ပြိုင်ဆန်မှုကလည်းပြင်းထန်လွန်းလာပါတယ်အဲ့ဒီအထက်ကမှထူးခြားပြီးတော့တဘာဝလွန်အဖြစ်ပြက်တွေနဲ့မြန်မာစစ်သည်လောကကိုပေါ်လွင်ထင်ရှားအောင်ရိုက်ကူးထားခဲ့တဲ့သမင်တဲ့မြနှင်းစီရုပ်ရှင်စကားကြီးကစုတစ်ခုရယူ ူနိုင်ခဲ့တဲ့ဆိုတာကတော့မြန်မာနိုင်ငံအတွက်တော့အင်မတန်ကိုဂုဏ်ယူစရာပါပဲရှင်မြန်မာနိုင်ငံမှာအတိမပြုမခံရပေမယ့်နိုင်ငံတကာအလဲမှာထူးချွန်တဲ့စုကြီးကိုပိုင်းဆိုင်ခဲ့တဲ့အတွက်အရေးချင်းတွေကိုတန်တရားဝင်စရာမရှိတော့ပါဘူး ဖြစ်နိုင်မယ်ဆိုရင်တော့နောက်ကျလာမယ့်မြန်မာအမှုပညာရှင်အသစ်ကလေးတွေကိုလည်းမျက်နှာလိုက်ကြခွဲကြတာမျိုးမရှိဘဲထိုက်တန်တဲ့စုတစ်ခုလောက်ကြော့ပေးရအတိမှတ်ပြုတင်ပါတယ်။ Academy စုနဲ့ထိုက်တန်မှရင်းမျက်နှာလိုက်မှုတွေကြောင့်လွဲချော်ခြင်းရတဲ့မိမိကိုယ်ကိုယ်ရဲ့အဖြစ်ကတော့ဝမ်းနဲ့စရာပါပဲနော်။အခုတော့ဒါတွေအားလုံးကိုခြေချနိုင်ခဲ့ပြီးတော့နိုင်ငံတကာအသိမှတ်ပြုအကောင်ဆုံးရုပ်ရှင်စုကြီးကိုရရှိပိုင်ဆိုင်သွားတဲ့မိသမီချောင်းလေးမိမိကိုကိုအတွက်ပရိသတ်တို့ကအကုန်ပြုပေးသွားခဲ့ကြပါအောင်ရှင်။